မန်စီးနဲ့ပွဲမှာလီဗာပူးကပထမပိုင်းတစ်ပိုင်းနဲ့ခြေကုံနေပြီလို့ပြင်းထန်တဲ့ဝေဖန်လိုက်တဲ့ဂယ်ရီနာဗီဂယ်ရီနာဗီကလီဗာပူးသင်းကိုပရီးမီးယားလိဖလားပြိုင်ဘက်မန်ချက်စတာစီးတီးကိုတကယ်ဆိုရင်ကြာကောင်းတဲ့ပုံစံနဲ့ရှုံးနေခဲ့တဲ့ပွဲကဗန်ဒိုင်းရဲ့စွမ်းဆောင်ရည်ကိုဝေဖန်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါလိမ့်ပီကရက်ကကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်17ရက်ပွဲကြီးပွဲကောင်းတစ်ခုဖြစ်တဲ့မန်စီးနဲ့လီဗာပူးရဲ့ပွဲမှာတော့မန်စီးကလီဗာပူးကိုအဖက်ဖက်ကနေအတားအယဆူစားသွားခဲ့ပြီး3-0နဲ့ဂိုးပြန်နိုင်ရရှိသွားပါလိမ့် ဒီရှုံးမင်းတော့ Villa Real Madrid တို့ကိုစတိုက်နိုင်ခဲ့လို့လမ်းကြောင်းမှမဟုတ်ပြောင်းနေပြီဆိုပြီးတော့ဝမ်းသာနေကြ Liverpool ပရိသတ်တွေလည်းယင်းတွေ꽌သွားခဲ့ရပါတယ်ဒီကိုပြန်ရှုံးမင်းနဲ့ပတ်သက်လို့ Man United ခံလို့ောက်ခဲ့ Navi က Liverpool နောက်ခံလို့ Van Dijk ကိုပြင်းထန်တဲ့ဝေဖန်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ် Navi က Liverpool ရဲ့တကယ်ကိုစိုးရင်စာကောင်းတဲ့စွမ်းဆောင်ရပါသူတို့စီကအချိန်ကြာကြီးတွဲမှမြင်တွေ့ကြရတဲ့စိုးရတဲ့စွမ်းဆောင်ဖြစ်ခဲ့ပါတယ်သူတို့ရဲ့တုံးချင်းတိုက်ပွဲတွေမှာရှုံးနေခဲ့တယ်ဇာမားတယောက်ချင်းစီတိုင်းပါပဲသူတို့ရဲ့ခြေကပထမပိုင်းမှာရင်ကုံသွားခဲ့ပုံရပါတယ် Van Dijk က Man City ရဲ့ဒုတိယဂိုးမှာတကယ်ကိုထူးဆန်းခဲ့တယ် သူကဒီတိုင်းရက်နေပြီးတော့ဘောလုံးကသူ့ကိုလာမှန်ခွင့်ပေးခဲ့ပါလေသူညာကြီးစီကလှုပ်ရှားမှုသေးသေးလေးကဂိုးသမားကိုဒုက္ခကိုစီခဲ့တာပါလေပါဥပရိသတ်တွေကတော့စိုးရိမ်နေကြမှာပါအပြောင်းရှိဈေးကွက်တုန်းကကြီးမားတဲ့အကောင်းမြင်မှုတွေရှိခဲ့မိခုထိဘာမှဖြစ်မလာသေးပါဘူးဒါအရင်လေးတော့ကြီးမားတဲ့ဆေးပြက်ဆရာဖြစ်ခဲ့ပါလေလို့ပြောသွားခဲ့တာပါအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါလေ Iba 169နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်3969 65လုံး1643ညကိုစသွယ်လိုက်ပါ ဂိန်းနဗျက်ဒီဝေမန်ချက်တွေဟာလီဗာပူးရဲ့လက်ရှိခြေနေကိုမီးမောင်းထိုးပြနေသလိုပရိသတ်တွေရဲ့ဆိုးရိမ်ပူပန်မှုတွေကိုလည်းအတန်ကျဲကျဲနဲ့ဖော်ပြနေပါတယ်။တကယ်ဆိုရင်သာကောင်းတဲ့ပုံစံဆွဲစကားတစ်ခုတည်းနဲ့တင်ဒီပွဲအရေးသွေးတဲ့လီဗာပူးရဲ့ပြဿနာတွေကိုတော်လေးခြုံငုံမိပါတယ်။ဗန်နားကကဘာစင်ခန်းစစ်ဇာမတယောက်ဆိုတာညင်းမရပါဘူး။ဒါပေမဲ့ဒီပွဲမှာတော့သူရဲ့စွမ်းဆောင်ရည်ကဆိုးရိမ်စရာကောင်းနေခဲ့ပါတယ်။မန်စီးရဲ့ဒုတိယဂိုးမှာသူဘာလုပ်ခဲ့လဲ။သူဒီတိုင်းရနေပြီးတော့ဘောလုံးအားသူ့ကိုလာမှန်ခွင့်ပေးခဲ့တယ်။သူညာခြေစီကလှုပ်ရှားမှုတည်တည်လေးကဂိုးသမားကိုဒုက္ခရောက်စေခဲ့တယ်။ဒီအချက်ကဘာကိုပြောနေတာလဲ။ဗန်နားကတက်ကြွမှုနှဲပါနေခြင်းပါ။ ကမ္ဘာစီကန်ဒစ်ဇာမာတူးအနေနဲ့ဘောလုံးလိုင်းဆောင်ကိုဂျိုရင်ခံမှန်းပြီးတော့အပြေးထန်လှုပ်ရှားနေရမယ့်စားဘောလုံးလာပေါင်းဆောင်ဆိုင်နေခဲ့ပါတယ်။ဒီလိုမျိုးစိတ်ဓာတ်ကျတဲ့ကစားရင်ကတသိန်းလုံးရဲ့စိတ်ဓာတ်ကိုပါကြာဆင်းသွားစေနိုင်ပါတယ်။နဗီကသူတို့ဒီတုံးချင်းတိုက်ပွဲတိုင်းမှာရှုံးနေခဲ့တယ်။ဇာမာတယောက်ချင်းဒီတိုင်းမှာပဲလို့ဆိုထားပါတယ်။မေဖီပတ်တဲ့ပြောင်းဆုံးခြင်းဝင်းဘတ်တွေရဲ့ချိုးရင်းချက်စတရိုက်ကာထိအောင်မှုနေပါခြင်းစတဲ့အချက်တွေကနဗီရဲ့ဒီစကားကိုထောက်ခံနေပါတယ်။ကွင်းလေကတော့ခဏထားပါ။တောင်မတိုင်းစစ်မှာဆွေးလဲဆာလာကသူသားရွယ်လောက်ရှိတဲ့အိုရိုင်လီကိုတစ်ချိန်မှကြော်ဖြတ်နိုင်ခြင်းမရှိဘဲနဲ့တော်လေးကိုရုံးကန်နေခဲ့ရပါတယ်။ ကေဘောရမန်စီခံစိတ်ကိုဒုက္ခပေးနိုင်သေးတယ်ဆိုပေမဲ့ဒိုကူကစားတာမျိုးကမှအတင်းထွက်အကျိုးတရားမှုပို့ပြီးတော့ရှိသေးတာလို့ပြောလို့ရပါတယ်ကေဘောလိုတိုက်စစ်ကိုဘာမှထိရောက်မပံ့ပိုးပေးနိုင်တာမျိုးကလီဗာပူးရဲ့တိုက်စစ်အရေးမဟုတ်ပါဘူးသူတို့ရဲ့ခြေကပထမအိမ်မှာလည်းကုံသွားခဲ့ပုံပေါ်ပါတယ်ဆိုတဲ့စကားကပို့ပြီးတော့နက်ဆိုင်နဲ့ပြဿနာကိုဖော်ပြနေပါတယ်ဒါရုပ်ပိုင်းပင်ပန်းမှုထက်စိတ်ပိုင်းဆိုင်ပင်ပန်းမှုကိုပုံညွှန်းနေပါတယ်လီဗာပူးစားမားတွေကပွဲအီးတစ်ပွဲကိုတော့စောစောစိတ်ဓာတ်ကျသွားတယ်ဆိုတာသူတို့ရဲ့ယုံကြည်မှုဘယ်လောက်ထိကြာဆင်းနေလဲဆိုတာပြသနေပါတယ် ဒိုင်လိုဂျီရဲ့ VR ရဲ့ဆုံးဖြတ်ချက်တွေကလည်းယင်းတဲ့သူဝါကူထိုးခဲ့တာဖြစ်ပါလို့ဆိုတဲ့စကားကိုတော့မပြောတော့ပါဘူးပရိသတ်ကပဲကိုမန်ကနေဝင်အောင်ဆွေးနွေးပေးသွားလို့ရပါတယ်စော်ရီဂျီလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် Iba 69နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်3965လုံး1643ကိုစသွယ်လိုက်ပါ